လာမယ့်2025ခုနှစ်အထွေထွေရွေးကောက်ပွဲကြီးအောင်မြင်စွာကျင်းပနိုင်ဖို့ပြည်သူလူထုတရလုံးကပူးပေါင်းပါဝင်ကြဖို့ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့အလေးနက်ထားတိုက်တွန်းလိုပါတယ်ရှင်။စစ်ကောင်စီကကျင်းပမယ့်ရွေးကောက်ပွဲကိုပြည်သူတွေတပိတ်မှောက်ပြီးမဲလာမပေးမှာကိုရွေးကောက်ပွဲဝင်မဲ့နိုင်ငံရေးပါတီတွေစိုးရိမ်နေကြပါတယ်။2020ရွေးကောက်ပွဲရလဒ်ကိုမဲမတမာမှုရှိတယ်လို့စွပ်စွဲပြီးအာနာသိမ့်လိုက်တဲ့စစ်ကောင်စီက2025ဒီဇင်ဘာလမှာကျင်းပပေးမဲ့ရွေးကောက်ပွဲကို ပြည်သူတွေပူးပေါင်းပါဝင်ပေးကြဖို့နိုင်ငံရေးပါတီတွေကတိုက်တွန်းမှုတွေရှိလာနေကြပါဒီတော့ဆရာကတော့အများကြီးဒီကနေပြီးတော့မေးပြီးရင်တော့အကောင်းဆုံးပေါ့။အဲကြောင့်လည်းဆိုတော့အဲရေးောက်ပေးစတာ PD ရဲ့စတန်ဒါအတိုင်းစတန်ဒါဖြစ်ပြရမှာပေါ့နော်။အဲတော့အကောင်းဆုံးပေါ့။စိုက်ရင်မှုပေါ်မှာတော့စိုးရင်မှုမရှိပါဘူး။ဒါပေမဲ့မေးပြီးနှုန်းကတော့လည်းကြောက်ဆုံးကြနိုင်တာပေါ့လေ။ဘာကြောင့်လဲဆိုတော့ဟိုအခြေအနေရပေါ့နော်။အခြေအနေရဆိုတာကတော့ဟိုကကွန်မြူနတီ ဒီလိုကြီးအခြေအနေရတယ်အဲ့ဒီလိုဒီသွားသွားကျမပြောတဲ့ကကမင်းကြီးတန်းအချိန်လေးရတယ်ဆိုတာဒီလိုရှိနေတယ်မြေပြင်းကအကြခြင်းမကြမှာပေါ့လေပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာတနိုင်ငံလုံးအတိုင်းအတာနဲ့မျိုးနယ်ပေါင်း330မှာမဲပေးခွင့်ရှိသူ38တန်းကျော်ရှိခဲ့ပြီးပါတီပေါင်း60ကျော်ကဝင်ရောက်ရှင်ပြိုင်ခဲ့ကြပါတယ်အခုလက်ရှိစစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကိုတော့56ပါတီရှင်ပြိုင်မှာဖြစ်ပြီး ရွေးကောက်ပွဲကျင်းပမဲ့မဲဆန္ဒနယ်တွေကိုကြီးညာနိုင်ခြင်းမရှိသေးသလိုရွေးကောက်ပွဲဥပဒေကိုလည်းထုတ်ပြန်လာတာမရှိသေးပါဘူး။ဒါမဲ့ရွေးကောက်ပွဲမှာမဲဆန္ဒနယ်နေရာနဲလာမှာမဲပေးနှုတ်ကြဆင်းမှုတွေရှိလာမှာတွေအတွက်စိုးရိမ်ပြီးပြောဆိုမှုတွေရှိပေမဲ့ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကိုရှမ်းနှစ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီလို့အမည်ပြောင်းထားတဲ့ကြားဖြူပါတီကတော့တယောက်ပဲမဲပေးရင်တော့ရွေးကောက်ပွဲအထမြောက်မဲလို့ပြောလာပါဗျ။အာမဲကတော့ဘယ်လိုဖြစ်ဖြစ်ချက်ဒီကသူ့ပြည်ရခမရဒီ ကျွန်တော်ကခုဘာဟာမနေရကြဘာဟာမလူကတသိန်းရှိတယ်မဲပေးနေတယ်လူကတသိန်းရှိတယ်ဆိုတော့တစ်ထောင်နဲ့တစ်ထောင်ပဲလာပေးလဲရုပ်ောက်ပွဲအထမြောက်သွားပြီလေဥပမာမပြတ်ထားဘူးလေဒီမြို့နဲ့တခုမှလူတသိန်းရှိရင်တသိန်းလာပေးရမယ်အဲ9000တစ်ယောက်ပြီမှအထမြောက်ပဲဆိုတော့ဥပဒေမှာမပြတ်ထမ်းဘူးလေအဲ့တော့တစ်ဆောင်ပဲလာထည့်လဲဖြစ်တာပဲရုပ်တော့ပဲအထမြောက်တာပဲနော်တစ်ယောက်ပဲလာပေးလဲအထမြောက်တာပဲအဲ့တော့ကျွန်တော်တို့မပေးတဲ့လူတွေ ကျွန်တော်မိတ္တရက်ခံခြင်းနဲ့လာပေးပါဒီမိုကရေစီဖက်ဒရယ်စနစ်ကိုခြေခံတဲ့ပြည်တော်စုကိုဖော်ဆောင်မယ်ဆိုရင်ရွေးကောက်ပွဲမှာလူလူကရွေးချယ်တင်မြောက်တဲ့ပါတီဝင်တွေကသာလင်နိုင်ငံတော်ကိုဥစည်းဥဆောင်ပြုရမှာဖြစ်လို့တကယ်တမ်းခင်မီဖွံ့ဖြိုးတိုးတက်တည်ငြိမ်အေဂျင့်ဆောင်ရွက်နိုင်မဲ့အဲ့လိုစွမ်းရည်တွေရှိတဲ့လူတွေကိုပဲတိုင်းပြည်နဲ့လူလူကစောင့်မျှော်နေမှာတည်ကြပါ လာမယ့်ဒီဇင်ဘာလမှာကျင်းပမယ်လို့ပြောထားတဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ပါတီတွေအနေနဲ့ဒီရွေးကောက်ပွဲကနေအရသာအစိုးရတရက်ပေါ်ပေါက်လာမယ်လို့ယုံကြည်လက်ခံထားကြောင်းကိုလည်းဆိုကြပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာစစ်ကောင်စီဟာစကိုင်းမန္တလေးပဲခူးကရင်နီကရင်ရခိုင်ရှမ်းပြည်နယ်မြောက်ပိုင်းကချင်စတဲ့တိုင်းနယ်ပြည်နယ်ဒီဒီမှာအရသာပြစ်မှတ်နဲ့စာတင်ကြောင်းတွေကိုပါမချမ်းလေကြောင်းတိုက်ခိုက်မှုတွေကိုအဆက်မပြတ်လှုပ်ဆောင်နေတာပါ။ ီလိုဖြစ်ရတွေကြားထဲမှာရွေးကောက်ပွဲကျင်းပတာက ပြိပခနောက်တစ်ခုကိုဥတီစေတယ်လို့ရှုမြင်ကြသူတွေလည်းရှိပါတယ်ကျွန်တော်တို့ပြည်သူလူထုဒီကြမှာနံပါတ်1အဲ့လိုမျိုးဒီဒီရေကောက်ပွဲနဲ့ပတ်သက်ပြီးတော့အမြင်သဘောထားတွေအမျိုးမျိုးရှိနေတဲ့အခြေနောက်ပြီးတော့ရေကောက်ပွဲအတွက်လူအားတဲ့ခုနကကျွန်တော်တို့ပြောဒီသတင်းတင်ရေးချမ်းမှုတွေကလည်းပဲဟိုတော်တော်လေးကိုစိတ်ခွန်မှုတွေရှိနေတဲ့ကာလတစ်ခုအောက်မှာ အခုနကကျွန်တော်တို့ပြောနေတဲ့ဒီဥစ္စာပေါ့အမြင်မတူတဲ့ဒီအုပ်စုကြီးဈာထဲမှာဒီရောက်ပွဲကိုချေခံပြီးတော့ဥစ္စာပေါ့လေဟိုနောက်တာပြိပခအစ်တီပါဒီသမှန်ပေါ်ပေါလာတာကိုလည်းအဲတဲ့ကိုလည်းပဲကျွန်တော်တို့ကအဲ့ဒီပေါ်မှာဆွေးနွေးရှိတယ်ဆိုတာကိုကျွန်တော်တို့ပြောခြင်းဖြစ်ပါတယ်လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့နိုင်ငံရေးစီးပွားရေးပြဿနာတွေကို2021အာနာသိမ်းမှုနောက်ဆက်တွဲအကျိုးဆက်တွေလို့လေးလာသူတွေကဆိုကြပါတယ် စစ်အာဏာသိမ်းမှုကိုလက်မခံတဲ့ဆန္ဒပြမှုတွေကိုစစ်တပ်ကရရဆက်ဆက်ဖြိုခွင်းမှုတွေရှိခဲ့သလိုဒီကနေ့တဆင့်ပြောင်းလဲသွားတဲ့လက်နက်ကင်တော်လှန်မှုတွေကိုလည်းလေကြောင်းတိုက်ခိုက်မှုတွေအထိလှုပ်ဆောင်နေခဲ့တာလင်းနစ်ကျော်လာပြီလည်းဖြစ်ပါတယ်။ဒါမဲ့လာမယ့်2025ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေကရွေးကောက်ပွဲကိုပြည်ထနာတွေကိုဖြင်းရှင်းနိုင်မဲ့နည်းလမ်းဖြင့်ရှုမြင်နေကြတာပါ။ရွေးကောက်ပွဲကိုလက်မခံရင်စေအုပ်ချုပ်ရေးကိုလက်ခံတာလားဆိုပြီးပြည်သူတွေကိုချင်းချောက်ပြောဆိုတဲ့အထိဖြစ်လာတာကိုတွေ့ရတယ်လို့ နိုင်ငံရေးလေးလာစောင့်ကြည့်သူတွေကဆိုကြပါတယ်။သူတို့တိုင်းပြည်ကြံလာဒီရေကောက်ဘလုံးနဲ့ပြည်လဲမယ်လို့သူတို့ထင်နေတော့သူတို့ကိစ္စဆက်သွားလိမ့်မယ်။ချင်းကြီးတာကတော့ဒီရေကောက်ဘွေးကသူ့ရဲ့တိုင်းကိုသူ့ကိုခိတ်ခေါ်နေတာဖြစ်တယ်။သူ့ရဲ့တိုင်းကိုမှုရင်ချင်းကြီးပေါ့ဖြစ်ကြမှာဖြစ်တယ်။ပြီးသွားလို့ရှိရင်တိုင်းပြည်ကြံလာဖြစ်ရှင်းနိုင်မှာမဟုတ်ဘူး။ဒီလိုပဲဒီကြံလာဆက်ရှိနေအောင်မှာအဲ့ဒါလူတိုင်းကြီးတဲ့ကိစ္စအဲ့ဒါလည်းပါတယ်ပြီးရတာတော့ ျွန်တော်လေးနားမလည်ဘူးညနော်ဒါတခုကနောက်တခုကဟိုဒီလိုရေကောက်ပွဲဝင်မယ်ဆိုတော့အခေဒီနေ့အချိန်လေးကရေကောက်ပွဲရေကောက်ပွဲဝင်လို့ရတဲ့နိုင်ငံကြီးခင်ချင်းကျွန်တော်တိုင်းညာမရှိဘူးပြအတူကသူတို့အတင်းလောက်ပဲသူတို့ခင်ချင်းကိုအန်ဒီကိုစူးစမ်းနေကြဖြစ်တယ်ဒီပါတီကဒီကဒီမိုကရက်တန်ငယ်ပါတီလို့လုံးလုံးမခေါ်ဆိုထိုက်ကြပါတီဖြစ်တယ်လို့ကျွန်တော်အဲ့လိုပဲယူဆရတယ်ကွာ你干什么？ Oh. kopi.